မဲဆင်များလုံးမဲမင်္ဂလာပါရှင်ပရပိချချက်နဲ့မှာပြန်လည်တူဆူလိုက်ပါတယ်အခုခါပြပေးမှာကတော့ဆရာပန်ပေါ်သိမ့်ဖီဘာသာပြန်ထားတဲ့အပန်းဖြစ်ခီးကိုလွန်မင်းလေးမထားပါနဲ့ချစ်ခင်ကျင်လာတဲ့ဇကားတွေကိုပြောပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဘဝရဲ့အချိန်များဆုံးဟာအပန်းဖြစ်ခရီးထွက်ပြီးကုံဆုံးနေတာမဟုတ်ဘူးဆိုတာကို လူတိုင်းသိကြမှာပါ ဒါပေမဲ့လူများစုကတော့အပန်းဖြေခရီးသွားခြင်းကိုအလွန်အမင်းလေးထားချလို့ဘဝရဲ့ကြံတဲ့အချိန်တွေမှာပျော်ရှင်စွာနေဖို့ကိုမေးနေကြတယ်။သူတို့ဟာအပန်းဖြေခရီးထွက်ဖို့အစီအစဉ်ဆွဲရင် ခရီးသွားရမယ့်အချိန်ကိုမျှော်လင့်စောင့်စားရင်းနဲ့အပန်းဖြေခရီးထွက်ခြင်းဟာဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းလို့ထင်နေကြတယ်။အပန်းဖြေခရီးထွက်လာရင်ခံစားနေရတဲ့စိတ်ညစ်ဆရာတွေ ောကပြဘာသာတွေကုစားပေးနိုင်မယ်လို့လည်းမျှော်လင့်နေကြတယ်။သူတို့ကအခုလိုပြောတတ်ကြတယ်။ငါတို့အဲ့ဒီရောက်သွားရင်တစ်နှစ်လုံးပင်မန်းသမျှကြည်ပြောက်သွားမယ်တဲ့။အပန်းပြေခရီးသွားခြင်းပေါ်လွန်အမင်းလေးထားခြင်းဟာပြဿနာတွေကိုဖြစ်ပေါ်စေတဲ့။ပထမပြဿနာကအပန်းပြေခရီးသွားခြင်းဟာကျွန်တော်တို့ဘဝတစ်ခုလုံးရဲ့အချိန်မှအလွန်သေးငယ်တဲ့ယာကိုင်းနှုံးလေးပဲဖြစ်တဲ့။ ကျွန်တော်သိတဲ့လူတော်တော်များများကအပန်းဖြေခရီးသွားကြရင် အများဆုံးနှစ်ပတ်ထပ်ပုံမကြာကြဘူး။ကြံတဲ့ချိန်တွေမှာသူတို့ဟာပုံမှန်လှုပ်လှုပ်သွားလာလှုပ်ရှားနေကြတယ်။ဒီတော့နှစ်ပတ်လောက်အပန်းဖြေခရီးသွားရဖို့အရေးကိုတစ်နှစ်တာရဲ့ကြံတဲ့အချိန်ဖြစ်တဲ့တည်ရင်အပတ်90လုံးမှာစီစဉ်ပြင်ဆင်နေကြတာညှော်လင့်နေကြတာတိတိကျကျစဉ်းစားကြည့်ရင်ရေစရာကောင်းတဲ့ အဲ့ဒါအချိန်ကိုဂယူးမဆိုင်ဖယ်မရောက်လာသေးတဲ့အချိန်ကို အလေးထားဂယူးဆိုင်နေတာဖြစ်တာကြောင့်ပြစ္ဆုတ်ပံကာလမှာပျော်စရာတွေကို မေ့နေပြီးအနာဂတ်ကြမှာပျော်ရမှာတွေကိုပဲပျော်စရာလို့ထင်နေခြင်းပါနောက်ပြဿနာတစ်ခုက အလွန်အမင်းမျောလင်းထားခြင်းဟာ လက်တွေ့မှာတကယ်ဖြစ်မလာရင်အကြီးအကျယ်စိတ်ညစ်စိတ်ပြက်ခြင်းတို့ကိုဖြစ်စေတဲ့မကြခင်ကကျွန်တော်အဲ့ဒီအမှားမျိုးကို လုံမိခဲ့တဲ့ ကျွန်တော်တို့မိသားစုဟာနှွေရသည့်အကုန်မှာရက်အနေငယ်ချိန်ရလို့ဆိုပြီးတိတ်မဝေးกว่าတဲ့ပင်လေကန်းချစ်တစ်ခုကို ကျွန်တော်တို့မိသားစု အပန်းဖြေခရီးထွက်ခဲ့ကြတဲ့အဲ့ဒီခရီးမသွားခင်ကျွန်တော်စိတ်ထဲမှာ ခရီးရပျော်စရာကောင်းမယ်ကန်းချစ်ရဲ့ဆက်ရည်ထဲမှာပျော်ရှင်စွာဆော်ကစားနေကြတဲ့ကျွန်တော်သမီးနှစ်ယောက်တာယာလှပတဲ့နေဝင်ဖြိုးဖျားအချိန်ညပိုင်းလာတတာမှာကျင်းပတဲ့မိဘုံပွဲမိသားစုစားကြတဲ့ညစာစားပွဲ ကာကြခုံကြတာတွေကိုလည်းစိတ်ကူးရင်ခဲ့ဖိမဲ့ကျွန်တော်ရဲ့စိတ်ကူးတွေကဒုက္ခဘုံဟာမကြခင်လက်တွေးဘဝမှာဒုက္ခဘုံဖြစ်သွားခဲ့တယ်။အဖြစ်ကကျွန်တော်တို့အဲ့ဒီနေရာရောက်သွားတော့ဟိုတယ်ခန်းကျင်းကျင်းလေးတစ်ခုကိုပဲငှားရတာကြောင့်မိသားစု၄ယောက်ကျွန်တော်ခရစ်တမီး၂ယောက်တို့ဟာအခန်းထဲမှာကြက်ကြက်တတဲနဲ့နေကြရတဲ့အခန်းထဲမှာလေပေးအေးစမ်းမရှိပဲပန်ကားလေးတစ်လုံးပဲရှိလို့ ျွန်တော်တို့အားလုံးဟာပူအိုက်တာကို အလူးအလဲခံကြရတဲ့ပူအိုက်တဲ့အခန်းကျင်းလေးထဲမှာမနေချင်လို့ကျွန်တော်တို့အပြင်ထွက်လိုက်တော့လေကမ်းခြေရဲ့တဲတောင်ပြင်မှာလူတွေနဲ့ပြေးကျနေတဲ့ရေကူးကန်စီသွားတော့လေကန်ထဲမှာလူတွေအပြေးရှိနေကြတဲ့အခန်းလေးကကျင်းအပြင်မှာလူတွေကလည်းများရာသီဥတုကလည်းပူဆိုတော့ကျွန်တော်တို့အတွက်နေစရာမရှိသလိုခံစားရတဲ့ အဲ့ဒီအခါကျမှကျွန်တော်တို့ဟာအိမ်ကိုတတိယမိကြတယ်အိမ်မှာတနေရင်တတချောင်ချီတဲ့နေရာတင်းတင်းမြတာတဲ့ຢာတေဥတုအခန်းထဲမှာလည်းလေပေးလေအေးပေးဆန်းနဲ့ဘလောက်ကောင်းလိုက်မလဲဆိုတာကို တွေးရင်ဒီခရီးလာမိတာမှားလေချင်းလို့နောင်တရမိတယ် ကျွန်တော်အခုပြောခဲ့တာတွေကိုနားလည်မှုမလွယ်စိတ်ချင်ပါဘူးအပန်းဖြေခရီးသွားခြင်းသို့မဟုတ်အပန်းဖြေခရီးသွားဖို့စီစဉ်ခြင်းကိုမှားတယ်လို့ကျွန်တော်မဆိုလိုဘူးကျွန်တော်သွားဖူးခဲ့တဲ့ခရီးတော်တော်များများဟာပျော်စရာအတိပီးသလိုတကယ်လည်းစိတ်ကိုအပန်းဖြေစေပါတဲ့ကျွန်တော်ဆိုလိုတာကမိမိသွားမဲ့အပန်းဖြေခရီးကို အကြီးအကျယ်မျှော်လင့်နေပြီးလက်ရှိကာလရဲ့ပျော်စရာစိတ်ချမ်းသာစရာတွေကိုတတိမမေ့စေချင်တာပါ အပန်းဖြေခရီးဟာပျော်ရှင်စေမယ်လို့ယုံကြည်သလိုလက်ရှိဘဝနေရာမှာလည်းပျော်တတ်အောင် စိတ်ကြည်နှမှုရှိအောင်နေတတ်မယ်ဆိုရင် စိတ်ချမ်းသာပျော်ရှင်မှုကို အမြဲရနိုင်မယ်လို့ကျွန်တော်ပြောရတဲ့အဲ့ဒါရဲ့ပြောင်းပြန်လဲမှန်တယ်။တင်ရလက်ရှိအချိန်မှာလည်းအချိန်တော်တော်များများမှာမပြောင်းမရွှင်ဖြစ်နေတယ်။စိတ်ဖိစီးမှုများနေတယ်ဆိုရင် အပန်းဖြေခရီးသွားတဲ့အခါစိတ်ချမ်းသာပျော်ရှင်မယ်လို့ယုံကြည်နေခြင်းဟာ တကယ်တော့တဘာဝမကြဘူးကျွန်တော်အခုပေးချင်တဲ့ message ကယူယူလေးပါတင်သွားချင်တဲ့ပန်းဖြည့်ခရီးအတွက်စီစဉ်ပါပြင်ဆင်ပါအဲ့ဒီရောက်သွားရင်လည်းအစွမ်းကုန်ပျော်ပြစ်လိုက်ပါဒါပေမဲ့လက်ရှိအချိန်မှာလည်းပျော်အောင်နေတတ်ဖို့ကိုမမေ့ပါနဲ့ချစ်ခင်ကျင်နာတဲ့စကားတွေပြောပါဒီမှာရေးပြထားတာတွေကို သင်ပြောမိသလားလို့စဉ်းစားကြည့်ပါ သူများတွေရဲ့နောက်ွယ်မှာသူတို့အကြောင်းမကောင်းပြောခြင်း၊ယုံရင်ကြမ်းတမ်းတဲ့သူမဟုတ်ထေငေါ်တဲ့စကားပြောခြင်းအကျဉ်းနာကင်းမဲ့တဲ့သူမဟုတ်မကောင်းမြင်တဲ့စကားပြောခြင်းမလေးမစားရိုင်းပြတဲ့စကားပြောခြင်းဆက်ဆုပ်ရင်ရှားပွဲစကားပြောခြင်းစားတာတွေပါဒီလိုစကားတွေသူမဟုတ်အဲ့ဒါတွေတဲကတခုတလေပြောလို့သူများကိုမထိခိုက်ဘူးလို့သင် ထင်ချင်းထင်ပါလိမ့်မယ် ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပြောရရင်အဲ့ဒီစကားတွေပြောခြင်းဖြင့်တင့်မာရောတဖက်သားမှာပါမကောင်းတဲ့အကျိုးဆက်တွေကိုရလာမှာဖြစ်တယ်ဒီစကားပြောခံရသူတွေကတင့်မိသားစု အပါဝင်ဟာ အရှက်ရသွားကြတယ်။ထိခိုင်းနှင်းနာသွားကြတယ်။ဒီတော့သူတို့ဟာဒေါသနဲ့တုံ့ပြန်ခြေပါပြောလာကြမယ်။အချင်းချင်းများကြမယ်။ ရန်ဖြစ်တာတယောက်နဲ့တယောက်အော်ဟစ်တာတိုက်ခိုက်တာတွေဖြစ်လာပြီးစိတ်မချမ်းမသာစရာတွေဖြစ်လာမှသေချာတဲ့တကယ်လို့တင်းကိုတခြားတယောက်ကအဲ့ဒီစကားတွေပြောလာရင်စိတ်ထဲမှာဘယ်လိုခံစားရမလဲဆိုတာကိုစဉ်းစားကြည့်ပါတိတိချာချာစဉ်းစားကြည့်မယ်ဆိုရင်ဒေါသထွက်မယ်စိတ်ထဲမှာလည်းခတ်ထန်ခြင်းစိတ်ဖိစီးမှုနှလုံးသားနာကျင်မှုဝေဒနာကို ခံစားရပါတယ်လို့အမှန်တိုင်းဝန်ခံမိမှာပါ အချုပ်ပြောရရင်အဲ့ဒီစကားတွေကိုပြောလိုက်လို့တင်းအတွက်အကျိုးမရှိသလို အပြောခံရသူအတွက်လည်းအကျိုးမရှိဘူးနောက်ဆုံးတော့ဘယ်သူမှမနိုင်ပါဘူးတင်းအတွက် ဆုံးရှုံးမှုဟာပိုတောင်ကြီးနိုင်ပါသေးတယ်ကျွန်တော်အဲ့ဒီစကားပြောခဲ့မိတဲ့အတွက်သင်ခန်းစာတစ်ခုကိုငယ်စဉ်ကရခဲ့တယ်။အဲ့ဒီအချိန်ကကျွန်တော်ဟာလူပြိုပေါအွယ်ပါ။တရက်မှကျွန်တော်ကတစုံတစ်ယောက်ကိုစော်ကားတဲ့လေတံနဲ့ရုံရင်ကြမ်းတမ်းတဲ့စကားတစ်ခုကိုပြောလိုက်မိတယ် ။ဘာစကားလဲဆိုတာတော့ကျွန်တော်လည်းမမှန်မိတော့ဘူး။အဲ့ဒီတစုံတယောက်ဟာ ကျွန်တော်ထက်အသက်ကြီးတဲ့အမျိုးသမီးတယောက်ပါ။သူကကျွန်တော်ပြောလိုက်တဲ့ယုံရင်ကြမ်းတမ်းတဲ့စကားကိုဒေါသနဲ့မတုံ့ပြန်ပဲနူးညံ့ညင်သာတဲ့လေတံနဲ့ခုလိုပြန်ပြောတဲ့မောင်လေးမင်းမမကိုဒေါသတကြီးနဲ့မလေးမစားပြောလိုက်ရလို့ကြိတ်နှက်သွားပြီလားတဲ့ကျွန်တော်ရုတ်တရက်ကြက်တီတီသွားပြီးဘာစကားမှမပြောနိုင်အောင်ဖြစ်သွားတဲ့ စိတ်ထဲမှာလည်းငါဟာငတုံးတယောက်ဖြစ်သွားပါလားလို့ခံစားလိုက်မိတယ်။ကျွန်တော်ဟာနာကျင်တဲ့ဝေဒနာ ခံစားရတဲ့မှန်ဆွယ်ကျိုးသူတယောက်ဖြစ်သွားတယ်။တစ်ချိန်တည်းမှာပဲကျွန်တော်တသက်မှမမေ့နိုင်တဲ့အလွန်ဆွမ်းအားကြီးတဲ့သင်ခန်းစာတစ်ခုကိုသူ့စီကနေရှားလိုက်တယ်။သူပြောလိုက်တာလုံးဝမှန်တယ်။ကျွန်တော်သူ့ကိုစကားပြောလိုက်တုန်းကဖြစ်ပေါ်နေတဲ့မာကျောချင်းခတ်ထန်ခြင်းတွေဟာခုတော့လုံးဝပြောက်ကွယ်သွားပြီး စိတ်ထဲမှာမိုက်မဲသူတယောက်လိုခံစားနေမိတဲ့အဲ့ဒီအချိန်ကစားပြီးသူများတွေကိုယုံရင်ကြံတန်းတဲ့စကားစော်ကားတဲ့စကားဒေါသနဲ့ပြောတဲ့စကားတွေကိုဘယ်တော့မှမပြောတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်တယ်။တကယ်လည်းအဲ့ဒီနေ့ကစားပြီးမလုပ်တော့ဘူး။ဆုံးဖြတ်ချက်အတိုင်းအနည်းဆက်ဆုံးလိုက်နာခဲ့တယ်။အဲ့ဒီလိုဖြစ်အောင်ကျွန်တော်ဘာကြောင့်လုံနိုင်ခဲ့တာလဲဆိုတော့တစုံတယောက်ကိုဒေါသနဲ့ယုံရင်ကြံတန်းတဲ့စကား ပြောမိတော့မလို့ဖြစ်ရင်ကျွန်တော်ကိုသင်ကန်းစာပေးခဲ့တဲ့အဲ့ဒီအမျိုးသမီးရဲ့စကားကို ပြန်လဲကြားရအောင်ပြီး ပြောမဲ့စကားကိုချက်ချင်းရပြစ်လိုက်တယ်။ပြီးတော့သူ့ကိုတသက်လုံးကျေးဇူးတင်နေပါတယ်။ဒေါသနဲ့ကြမ်းတမ်းတဲ့စကားပြောခြင်းဟာကျွန်တော်တို့ရဲ့တနေ့တာစိတ်ချမ်းသာပျော်ရွှင်မှုကိုဖျက်ဆီးလိုက်တယ်။ တနေ့လုံးမကောင်းမြင်စိတ်ဝေဖန်ပြင့်တင်ခြင်းနဲ့စိတ်တန်တရားစိတ်တွေပွားများစေတယ်တကယ်လို့သာကျွန်တော်တို့ဟာချစ်ခင်ကျင်နာတဲ့စကားတွေပြောကြမယ်ဆိုရင် စိတ်ထဲမှာအေးချမ်းသာယာမှုဖြစ်ပေါ်နေမှာပါဒီနေရာမှာကျွန်တော်တို့အပေးအယူတစ်ခုလုပ်ကြရအောင်ကျွန်တော်ကတင့်ကိုတန်းနိုင်ဆုံးချစ်ခင်ကျင်နာတဲ့စကားပြောမယ်တင်လဲအဲ့ဒီအတိုင်းပြန်ပြောနိုင်ပါမလားကျွန်တော်တို့သဘောတူကြမယ်ဆိုရင်နှစ်ယောက်စလုံးစိတ်ချမ်းသာကြမယ် ကျွန်တော်တို့ရဲ့စိတ်ချမ်းသာမှုဟာတခြားသူတွေစီကူဆက်သွားရင် တစင်ပြီးတစင်တလောကလုံးကလူတွေဟာချစ်ခင်ကျင်နာစိတ်တွေနဲ့ပြေဝလာကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီစာပိုင်းလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့တက်တဲ့စုံတစ်ခုခံစားရမယ်ဆိုရင်ခွန်မမရေးခဲစေချင်ပါတယ်။ကျမကိုအားပေးသောစာကြည့်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့သားရင် ဆုံးတိနာထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။